မင်္ဂလာပါပရိသတ်ကြီးတို့ခင်ဗျာကျွန်တော်တို့ရဲ့ Luna Entertainment Channel ကနေစိတ်ဝင်စားပွဲနောက်ဆုံးရဗဟုသုတသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဗျာအာဖရိကတိုက်မှာရှိတဲ့တခုတည်းသောမြန်မာဘုံကြီးကြောင်းဒါကတော့နိုင်ငံခြားမှာဈေးကြီးပေးပြီးဝယ်စားနေကြတဲ့ဒုစက်နဲ့အသီးသမျှဖြစ်ပါတယ်ဒါကတော့ကန်ဆုံးမှုတွေကိုလွှတ်ပစ်လို့ရတဲ့အောက်လန်းနီးပဲဖြစ်ပါတယ်ဒါကတော့ရေတခါတောက်ရဖို့အရေးအဝီးစီငရဲအထီကိုရေတွင်းတူးနေကြတဲ့လူတွေဖြစ်ပါတယ်ဒါကတော့စိတ်ချလုံးတွေကိုပြပြီးတော့တောစာကြွေးကြတဲ့ဒလိပဲဖြစ်ပါတယ် ဒါကညားတဲ့ဂျပန်ကြီးတို့ရဲ့ရေဒီယိုဖြစ်ပါတယ်မန္တလေးထက်ဆိုင်ကယ်ပိုကျက်တဲ့တရုတ်ပြည်ကမြင်ကွင်းအာဖရိကတိုက်မှာရှိတဲ့တခုတည်းသောမြန်မာဘုံကြီးကြောင့်မြန်မာနိုင်ငံကလက်ရှိအခြေအနေအထိကဘာကြီးနဲ့ရင်မောက်တန်းနိုင်ဖို့ကိုစူးစမ်းနေရဆဲပါမြန်မာနိုင်ငံထဲမှာထိုင်းယိုးရာဆိုင်ဂျပန်ကော်ဖီဆိုင် အမေရိကန်စားသောက်ဆိုင်စသဖြင့်အများအပြားရှိနေပေမဲ့လည်းအဲ့ဒီနိုင်ငံတွေမှာတော့မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ဆိုင်ဒါမှမဟုတ်အဆောက်အအုံလေးတွေကလက်ချိုးရည်တွက်လို့ရတဲ့အထိကိုအတော်ကိုနေပါတာပါ ဒါပေမဲ့လည်းထူးထူးဆန်းဆန်းအခုမြင်နေရတဲ့ဖုန်းတော်ကြီးကြောင်းဟာအာဖရိကတိုက်မှာတရှိနေတာပဲဖြစ်ပါတယ်။ဟုတ်ပါတယ်။ဒါဟာဆိုရင်အာဖရိကတိုက်လုံးမှာတကြောင်းတည်းသာရှိတဲ့မြန်မာဖုန်းတော်ကြီးကြောင်းလေးပါ။ပင်တာပါတာလို့အမည်ရတဲ့ဒီဖုန်းတော်ကြီးကြောင်းဟာဆိုရင်မြန်မာနိုင်ငံကိုရုတ်တရက်ရောက်သွားတာလားလို့တောင်မှထင်ရလောက်တဲ့အထိဖုန်းတော်ကြီးနဲ့တီလာရှင်လေးတွေကိုတစည်းတန်းမြင်တွေ့ရမှာပဲဖြစ်ပါတယ်။ အဲ့ဒီဝင်းကျင်အနီးနားမှာဗုဒ္ဓဘာသာကိုကွယ်ပြီးဘာသာတရားကိုင်းဆိုင်တဲ့အာဖရိကလူမျိုးတွေနေထိုင်တတ်တာကြောင့်မနက်မိုးလင်းပြီးဆိုတာနဲ့ဗုဒ္ဓဘာသာရဲ့ထုံနှံအတိုင်းတပိတ်လေးတွေကင်ပြီးတော့ဆွန့်ခန့်စားကြပါတယ်။ဒါပေမဲ့ဒီမှာထူးဆန်းတာလေးတစ်ခုတော့ရှိနေပါတယ်။ဘုံကြီးနဲ့သီလရှင်တွေကအတူတူတန်းနဲ့ဆုံးခန့်ကြတာအပြင်သီလရှင်တွေကလည်းအခုမြင်နေရသလိုဘုံကြီးတွေကင်ဆောင်တဲ့အမျိုးအစားတူတပိတ်ကိုလွယ်ကွင်းရှိကြပါတယ်။ အာဖရိကမြေမှာအခုလိုမျိုးဗုဒ္ဓဘာသာထွန်းကားလာအောင်လို့စတင်မျိုးစေ့ချပေးခဲ့သူရဲ့နာမည်ကတော့ဗုဒ္ဓရခိတလို့အမည်ရတဲ့ဒီဆရာတော်ကြီးပဲဖြစ်ပါတယ်။သူအားဆိုရင်ခရီးယန်ဘာသာဝင်တယောက်အနေနဲ့မွေးဖွားလာတာဖြစ်ပြီးငယ်စဉ်နာမည်ကတော့စတီဗန်ပါ။ငယ်စဉ်ဘဝမှာတော့ခရီးယန်ဘာသာဝင်ဖြစ်ခဲ့ပေမယ့်အပြေရောက်လာတဲ့အခါမှာစီးပွားရေးကိစ္စတစ်ခုကြောင့်ထိုင်းနိုင်ငံကိုသွားရင်ဖုန်းတော်ကြီးတစ်ပါးနဲ့တွေ့ဆုံခဲ့ရကနေစလို့ဗုဒ္ဓဘာသာအကြောင်းကိုစတင်သိရှိခဲ့ပြီးနောက်ပိုင်းမှာလည်းပုံမိုစိတ်ဝင်စားလာတာကြောင့်တိဘက်ဖုန်းတော်ကြီးတွေထံမှဆက်လက်တင်ယူခဲ့ပါတယ်။ အဒီလိုကနေစီးပွားရေးပညာရှင်တယောက်ဖြစ်ဖို့ထိုင်းနိုင်ငံကိုသွားရင်အာဖရိကတိုက်ကိုပြင်ရောက်တဲ့အခါမှာတော့မိသားစုတွေမျှော်လင့်နေသလိုမျိုးအောင်မြင်တဲ့စီးပွားရေးပညာရှင်တယောက်မဟုတ်ဘဲဖုန်းတော်ကြီးတပါးအဖြစ်သာပြန်လာခဲ့ပါတယ်။ပထမတော့သူ့ကိုလက်ခံသူအနေငယ်ရှားပါနေပေမယ့်နောက်ပိုင်းမှာတော့အားလုံးကိုစနစ်တကျတရားဓမ္မဟောပြောကဆက်ဆောင်နိုင်ခဲ့တာကြောင့်မလို့အခုဆိုရင်ပင်တာပါတာကျောင်းတော်ကြီးဟာတန်ဃာတော်ပေါင်းများစွာနဲ့တိုက်မြိုက်စီကားလျက်ရှိပြီးတော့သမိုင်းတွင်ခဲ့ရတာပါ။ ရိတ်သက်တို့ရောအခုလိုမျိုးတရောင်းတဏီယာမှာဗုဒ္ဓဘာသာပြန်ပွားသွားတာနဲ့ပတ်သက်လို့ဘယ်လိုများထင်မြင်မိကြသလဲဆိုတာကိုလည်း comment မှာပြောပြပေးခဲ့ကြပါအောင်။ဒါကတော့နိုင်ငံသားမှဈေးကြီးပေးပြီးဝယ်စားနေကြတဲ့ထူးဆန်းတဲ့အသီးတမျိုးဖြစ်ပါတယ်။ကျုပ်မြန်မာတွေဆိုရင်ဒီအသီးကိုမြင်ဘူးကြပေမဲ့ပုံစံကထူးဆန်းလွန်းလို့စားရကောင်းမှန်းမသိပဲလွှင့်ပြကြတယ်လို့သိရပါတယ်။ဒီအသီးရဲ့ပုံစံကအုံသီးနဲ့ဆင်တူပြီးအရွယ်အစားကတော့အုံသီးထက်ကိုတင်းငယ်လှပါတယ်။ ခွန်ကလည်းတတော်လေးကိုမာပြီးဒီအတိုင်းကက်ကြည့်လိုက်ရင်ဖန်တွတ်တွတ်နဲ့စားလို့မကောင်းပါဘူးအတွင်းမှာတော့ဂျယ်လီလိုကြည်လင်နေတဲ့အမွှားလေး၃ခုပါဝင်ပါတယ်ဒီအမွှားလေးတွေကတော့အီချူချူလေးနဲ့စားလို့ကောင်းတာမို့လို့မဆိုးဘူးလို့ပြောလို့ရပါတယ်ထိုင်းတရုတ်နဲ့အိန္ဒိယမှာဆိုရင်ဒီအသီးတွေကို အပင်ကနေကူပြီးတော့ခုတ်ချကအခုလိုပဲရောင်းစားကြပါတယ်တချို့ကမီးနဲ့ဖုတ်ရောင်းကြတယ်လို့တချို့ကလည်းဒီအတိုင်းခွဲပြီးတော့တေးစားလို့လှူစားကြပါတယ်တခါတည်းရင်ပြုတ်ခဲနေအောင်တီးပြီးတော့ဈေးကလည်းချိုးလို့ကဘာလေးခီးသွားတွေကလည်းဒီအသီးကိုတော်တော်လေးကြိုက်ကြတယ်လို့သိရပါတယ် လူကြီးမင်းတို့ရောဒီလိုထူးဆန်းတဲ့အတီကိုမြမပြီးမှမြင်မှုကြရဲ့လားမြင်မှုရင်လည်းအတီရဲ့နာမည်ဘလို့ခေါ်တယ်ဆိုတာလေးကိုနောက်လူငယ်တွေသိအောင်လို့ comment မှာရေးခဲ့ကြပါအောင်နော်ဟုတ်ကဲ့ပါဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးခဲ့ကြတယ်ပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်နောက်ဗီဒီယိုမှာအားလုံးနဲ့အတူပြန်ဆောင်ကြပါမယ်ဒါကတော့ကန်ဆုံးမှုတွေကိုလွှတ်ပစ်လို့ရတဲ့အောက်လန်နီပဲဖြစ်ပါတယ်ဗြိတိန်နိုင်ငံနဲ့အနောက်ပိုင်းစကော့တလန်မှာရှိတဲ့ရှီဟောင်းတစ်တော်တွေမှာဆိုရင်မိမိရဲ့ကံဆုံးမှုတွေကိုလွှင့်ပြဖို့အတွက်အခုမြင်နေရတဲ့တစ်ပင်တွေကိုအသုံးပြုကြပါတယ် အရာကတော့အင်္ဂလန်တော်တွင်ဆုံးတွေ့ရဲ့ခေဟောင်းအယူအဆအတိုင်းမိမိမှာရှိနေတဲ့ပတ်စံအကျွေးစီတွေကိုတစ်ပင်ကြီးတွေရဲ့ပင်စီတဲကိုရိုက်ထည့်ရတာဖြစ်ပါတယ်။တကယ်လို့များအဲ့ဒီအကျွေးစီကိုတယောက်ယောက်ကမျက်စိကျပြီးတော့ယူဆောင်သွားရင်မိမိရဲ့ကံဆုံးမှုတွေအလုံးအဲ့ဒီတကိုးစီကိုလွှဲပြောင်းသွားပြီးသားဖြစ်တယ်လို့လည်းယုံကြည်ကြပါတယ်။အင်္ဂလန်လုံးကမ္ဘာထိပ်သီးနံပါတ်1နိုင်ငံကြီးမှာအဲ့ဒီလိုအယူအဆတွေရှိတာအံ့ဩဖို့ကောင်းပေမဲ့လည်းလူတွေရဲ့ယူသီးမှုကတော့မြင်နေတဲ့အတိုင်းပဲတော်တဲ့ကတစ်ပင်တွေအလုံးမှာအကျွေးစီတွေနဲ့ပြည့်နှက်နေတာကိုတွေ့ရမှာဖြစ်ပါတယ်။ ဒီလိုလိုချင်းကတကယ်ပဲကံကောင်းစေတလားတော့မပြောတတ်ပေမယ့်တိတ်ပန့်နီးအရာကြည့်ရင်တော့ကောင်းကျိုးရှိပါတယ်။တပင်ကြီးရဲ့ပင်စီမှာအကျွေးစေးတွေအလုံးများပြနေတဲ့အတွက်ပင်စီဟာအပေါ်ယံကနေစိမ့်ဆူနေပြီးတော့လေဝင်လေထွက်လဲပုံမကောင်းမွန်စေပါတယ်။ဒါကြောင့်တပင်တွေကပုံမှန်နှုံးထက်ပုံမကြီးထွားပြီးတော့ဖွံ့ဖြိုးနိုင်တဲ့တက်တန်းရှိနိုင်တယ်လို့သိရပါတယ်။လူကြီးမင်းတို့ရောအကျွေးစေးကိုလွှင့်ပေးပြီးကန်ဆုံမှုကိုသူများစီကူပြောင်းပေးနိုင်တဲ့ဒီလိုအောက်လန်းနီးအပေါ်ဘလို့များထင်ကြပါသလဲနော်ဒါကတော့ရေတခါတောက်ရဖို့အရေးအဝီးစီငရဲအထီကိုရေတွင်တူးနေကြတဲ့လူတွေဖြစ်ပါတယ် ဆင်းရဲတဲ့နိုင်ဂျီးရီးယားနိုင်ငံကဒီလူတွေကနေရာဒီတစ်ခုလုံးကို ရေငံမသွားဖို့အရေးအတန်းနဲ့ဆိုင်တဲ့စံစားမှုတွေကိုအခုလိုပြုလုပ်ကြရပါတယ်။အဲဒါကတော့မြေအောင်အနက်ပေနေရလောက်အထိကိုဆင်းပြီးရေကြောမတွေ့မချင်းရေတွင်းတူးရတာဖြစ်ပါတယ်။တူးရတဲ့ပေကနှလုံးတော့အင်ဂျင်နဲ့စက်ကရီယာတွေကလည်းတုံးလို့မရတော့ပဲအကောင်မောင်းတန်ယောက်ျားကြီးတွေကသာလျှင်ဆန်းဆန်းစားစားနဲ့ဆင်းပြီးတော့အခုလိုတူးယူရတာဖြစ်ပါတယ်။အာဖရိကဒေသရင်၆တွေ့တဲ့ရာသီဥတုနဲ့တဲမြေပေါများတဲ့မြေအနေအထားအရရေဟာရွှေထက်တောင်မှတန်ဖိုးရှိပါတယ်။ ရေမြမြရတဲ့အင်ဂျီတွေဆိုရင်မြေစည်းကခေါင်ခိုက်နေအောင်လို့ကောင်းပါနေဒါပေမဲ့လည်းနိုင်ငံရဲ့နေရာအများစုမှာတော့နှစ်စဉ်နွေရာသီရောက်တိုင်းရေဘေးကဒုက္ခတစ်ခုလိုဖြစ်နေပြီးအခုလိုတွဲအနက်ကြီးသူမသားလျင်အသက်ဆက်နိုင်တာဖြစ်ပါတယ်တွင်တူရတဲ့ဒုက္ခကလည်းမသေးပဲမြေအောက်ထဲမှာအောက်ဆီဂျင်နည်းတဲ့အတွက်အသက်ရှူရခက်ခဲနိုင်ပြီးမြေပြိုကျနိုင်ခြေလည်းရှိပါတယ်။ဒါကြောင့်လူသားတို့အနေနဲ့အကောင်းမြင်စိတ်လေးသာရှိမယ်ဆိုရင်ကျွန်တော်တို့နေ့စဉ်အသက်ရှင်ဖို့အတွက်အစားအစာနဲ့တောက်သုံးရည်တွေကဒီလိုမြန်မာနိုင်ငံမှာအလွယ်တကူရနိုင်တာကိုကျေးဇူးတင်တင်ပါတယ်။ လူကြီးမင်းတို့လည်းကျွန်တော်နဲ့အမြင်ချင်းတူတယ်ဆိုရင်ဗီဒီယိုလေးကိုအသေးလေးပေးခဲ့ကြပါအောင်ခင်ဗျာဒါကတော့စိတ်ချီလုံးတွေကိုပြပြီးတော့တောစာကြွေးကြတဲ့ဓလေ့ပဲဖြစ်ပါတယ်ဒီလူတွေကလက်ထဲမှာအမဲရောင်ဘောလုံးတွေအများကြီးကိုကင်ထားကြပြီးတောထဲကိုနေရာအနှံ့ပစ်ကျဲနေကြပါတယ်ဒါကြောင့်ဒီစိတ်ချီတွေနဲ့ဘာလုံးမလွတ်လဲလို့လူတိုင်းကအံ့ဩခဲ့ကြရပြီးရည်ရွယ်ချက်ကိုသိကျင်ခဲ့ကြပါတယ်တကယ်တော့အခုမြင်နေရတဲ့အမဲရောင်ဘောလုံးလေးတွေဟာစိတ်ချီလုံးလေးတွေမဟုတ်ဘဲနဲ့အထူးစီမံထားတဲ့မျိုးစေ့တွေသာဖြစ်ပါတယ် ဒီအလုံးတွေကိုမိသွေးနဲ့ရှင်သေးတွေကိုအဓိကထားပြီးပြုလုပ်ထားပြီးအဲ့ဒီအထဲမှာသဘာဝပေါက်ပင်နဲ့မျက်စိတွေကိုထည့်သွင်းထားပါတယ်။ပြီးရင်တော့မိုးရသည့်အစရောက်ပြီဆိုတာနဲ့အဆိုပါမျိုးစေ့လုံးတွေကိုတတော်လုံးနေရာအနှံ့ကိုပတ်ကျဲလိုက်ကြပါတော့တယ်။မိုးရပြီဆိုတာနဲ့ဒီမျိုးစေ့လေးတွေကလည်းအပင်ထားပြီးပေါက်ကြပါတယ်။ဒီလိုလှုပ်ချင်းအပြင်တစ်တော့ကိုအစိမ်းအောင်လွှမ်းနေအောင်လို့အလွယ်တကူထိမ့်သိမ်းနိုင်ကြသလုံးတောတွင်းနေတဲ့ဒဝါတွေနဲ့မွေးမြူရေးကျွန်းတော်တွေအတော်လေအစာရေစာပေါများစေပါတယ်။ အရေးကြီးဆုံးရည်ရွယ်ချက်အဖြစ်ဒီစိမ့်ဆိုနေတဲ့တစ်တော်ကြီးကတစ်မျိုးလုံးကိုမူခေါင်ရေရှားမှုဒဏ်ကနေကာကွယ်ပေးနိုင်ပါတယ်။အချိန်ကုန်လဲတက်တာပြီးပတ်စံအကုန်ကြလဲနေတဲ့ဒီလိုတစ်တော်ထိမ့်သိမ်းရေးနီလန်ကိုအနောက်နိုင်ငံတော်တော်များများမှကျင့်သုံးနေကြတယ်လို့လည်းသိရပါတယ်။လူကြီးမင်းတို့လည်းမြန်မာနိုင်ငံမှာတော်ပြုံတယ်လို့ပဲထိုင်အောင်နေကြမယ့်အစားအခုလိုနီလန်လေးတွေသုံးပြီးတော့လက်တွေ့ကူညီနိုင်ဖို့အတွက်ဝိုင်းဝန်းစူးစမ်းကြပါအောင်ခင်ဗျာ။ဒါကနေရတဲ့ဂျပန်ကြီးတို့ရဲ့ရေဒီယိုဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာရည်တရားတွေကိုသူများတွေလိုရိုးရိုးတာမန်မလုပ်ပဲနဲ့စတန်ထွင်ပြီးတော့အခုလိုတန်ချိုးကြီးတွေနဲ့တွဲလောင်ဆွဲထားကြပါတယ်။ဒီရည်တရားတွေကို rain chain လို့ခေါ်ပါတယ်။ဂျပန်တွေကတော့ဒီရည်တရားကိုတုံးချင်းအပြင်မိုးရွာတဲ့အခါမှာမိုးရည်တွေကတန်ချိုးလေးတွေကိုစီးတင်သွားတိုင်းကြည်လင်ပြီးတော့တာယာတဲ့ရည်တံလေးတွေကိုနားဆင်နိုင်ဖို့ဆိုပြီးပြောကြပါတယ်။အချောင်တက်တဲ့ဒီဇိုင်နာတွေကလည်းရည်တရောက်ကိုဒီလိုကြိုးတက်ထားပြီးထားတာကပိုက်လုံးတွေလိုရိုးရှင်းတဲ့ဒီဇိုင်းမဟုတ်ပဲနဲ့အမြင်ထူးခြားပြီးတော့အင်းရဲ့အပြင်းမှန်းအလှကိုပိုပြီးဆွဲဆောင်မှုရှိစေတယ်လို့လည်းပြောကြပြန်ပါတယ်။ တကယ်လဲဒီကျိုးရေတယောက်တွေကကောင်းကျိုးရှိပြီးတော့အေးတဲ့ဒေသတွေမှာဆိုရင်မိုးရေတွေကတန်ကျိုးပေါ်မှာရေခဲအဖြစ်ပြောင်းလဲသွားရင်တောင်မှပိုက်လုံးတွေလိုမျိုးအတောင့်အကြီးဒုက္ခမရောက်ပါဘူးကျိုးပေါ်မှာတင်းရေခဲအုံကြီးဖြစ်လာပြီးအချိန်တန်ရင်သူ့ဟာသူ့အရေးပြောကြသွားမှာဖြစ်ပါတယ်ဒါကြောင့် KSSS ခရဲကနေအခုအချိန်ထိဂျပန်ရိုးရာအင်္ဂလိပ်တွေမှာရေတယောက်ကိုဒီလိုကျိုးကြီးတွေနဲ့ပဲအသုံးပြုတယ်လို့သိရပါတယ်လူကြီးမင်းတို့ရောဒီလိုထူးဆန်းတဲ့အကြောင်းအရာလေးကိုလူတိုင်းသိသွားအောင်လို့ဗီဒီယိုလေးကိုဝိုင်းရှယ်ခဲ့ကြပါအောင်ခင်ဗျာဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးလို့အားလုံးကိုကျေးဇူးတင်ပါတယ် မန္တလေးထက်ဆိုင်ကယ်ပိုကျက်တဲ့တရုတ်ပြည်ကမြင်ကွင်းမန္တလေးမှာဆိုင်ကယ်တွေပိတ်တဲ့မိပွိုင်းကျက်တဲ့ဆိုတာလောက်ကဒီမြင်ကွင်းဟာရည်ကျင်းပါတယ်လို့တော့ပြောမလာပါဘဲအခုမြင်နေရတာကတရုတ်ပြည်ကတင်မောချင်းတစ်ခုရဲ့အလုသမားတွေအလုထဲကိုဝင်လာတဲ့မြင်ကွင်းပါအလုသမားရာနေချီထောင်းနေချီဟာသူတို့ရဲ့ကိုပိုင်ဆိုင်ကယ်တွေကိုမောင်းပြီးအလုဝင်းထဲကိုဖွင့်လာတဲ့တပြိုင်တည်းလူဝင်နေကြတာပဲဖြစ်ပါတယ်။ဒီငန်းကတော့ဘာလာလာဆွဲမှာကွာဆိုပြီးတော့ကြွေးကြော်ထားပါတယ်။ အစားကတော့သူ့ရဲ့ဘေးကငမ်းမဲကြီးတစ်ကောင်းလုံးကိုမျိုးချမယ်ဆိုပြီးမျိုးချကြည့်ပါတယ်။မျိုးချလို့မရပဲကြီးနေတော့ဘေးနားကလူကိုအကူအညီတောင်းပြီးဘဲတစ်ကောင်ကိုမျိုးချမယ်လို့ပြောလိုက်ပါတယ်။ကော်မလီကလာကူညီတာတော့ဒီငမ်းကြီးမျိုးချလို့မရလို့လက်လျှော့သွားပါတယ်။ဒါကတော့ဗီယက်နမ်ကမင်္ဂလာဆောင်မှာမင်္ဂလာဆောင်ဆိုပေမဲ့မန်တက်တွေဆောင်းပေါက်တွေခုံတွေနဲ့တခန်းတနာကျွေးတာမဟုတ်ပါဘူး။အဖြစ်သဘောနဲ့စံမြင့်မော်ချပြီးကောက်ရိုးပုံနဲ့ဖတ်ပေါ်မှာအိတ်ခန္ဓာဖြစ်ပါတယ်။ဒါကိုလည်းလာစားကြတဲ့လူတွေကရှိပါတယ်။ ်စတာပါဒါကသူတို့ရိုးရမင်္ဂလာဆောင်ဆိုတော့ဒီလိုကြွေးရတာဖြစ်ပါတယ်ဟုတ်ကဲ့ပါဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်နောက်ဗီဒီယိုတွေမှာလည်းအခုလိုထူးဆန်းတဲ့အကြောင်းအရာတွေကိုရှာဖွေတင်ဆက်ရင်းနဲ့ပရိသတ်တို့စီကိုပြန်လာခဲ့ပါမယ်